တမီတို့မင်္ဂလာပါဘာလို့မီတို့ဒီနေ့ဟုတ်ဟုတ်ပြောပြခြင်းနဲ့ဟာတော့ကိုယ်တငယ်ချင်းတွေနဲ့ကစားတဲ့အခါအချင်းချင်းအဲတယောက်အကြောင်းတယောက်တွေ့ပြီးတော့ကိုချင်းစားဖို့အဲ့ဒါလေးပြောခြင်းနဲ့ပုံပြင်လေးတစ်ခုပြောပြမယ်ဗုဒ္ဓမြတ်စွာဘုရား ဟိုးအရင်ဘဝတဘဝတုန်းကမဟုတ်တဲ့ပညာရှိအမတ်ဖြစ်ခဲ့တယ်အသက်9နှစ်အရွယ်မှာသူတငယ်ချင်းတွေနဲ့ကစားကြတယ်တငယ်ချင်းတွေလည်းအများကြီးတယ်ဘာဖြစ်လို့မဟုတ်တဲ့ပညာရှိလေးနဲ့ကစားချင်တော့သူကကိုချင်းစားတယ်လို့ ဘုံမလို့ငဲ့ထောင်းအပ်စေတငဲ့ချင်းမှမရောက်၃ရောက်၃လေးရောက်အလောက်ပဲရှိတယ်တခါတခါအများဆုံးအဲဒီလူဘောလုံးကစားတဲ့ခါဆိုရင်အာ၉ရောက်၁၀ရောက်အလောက်ပဲရှိတယ်မဟောတရံပညာရှိအမှတ်ကတော့တထောင်တော့ရှိတာလေသူ့အပါဝင်သူ့နဲ့ရွယ်သူကလေးပေါင်းတထောင်ကစားကြတယ် စဉ်းစားကြည့်ပေါ့ဘယ်လောက်ထိပြောစရာကောင်းမှာတော့သူတို့ရဲ့မြို့မှာလေကလေးပေါင်းတထောင်သူ့နဲ့ရွယ်တူအသက်ခုနှစ်နဲ့ရွယ်အတူတူကစားကြတာလေအတူတူကစားကြတဲ့ခံကျတော့ကွင်းပြင်အကျဲထဲမှာကစားတာပေါ့လူများတော့အဲ့လိုကစားတဲ့ခံကျတော့နေပူရင်လည်းပဲအဲຫນွေချတဲ့နေအယမ်းပူတယ် မိုးရံလည်းပဲမိုးရွာပြီးတော့ဘွဲ့ထတယ်သူတို့ဖြေးတဲ့အခါဆော့တဲ့အခါမှာချော်လဲကြတာလေအဲ့ဒီဘွဲ့တွေပဲအဲ့ဘွဲ့တွေခြောက်သွားတဲ့အခါနှွေးချန်အရင်ဘာဖြစ်လို့ဆိုတော့အဲ့ဘွဲ့တွေအာတခါတည်းလမ်းလျှောက်လို့မကောင်းတော့ဘူးချော်လဲတဲ့အခါပုံးပဲ့ကုန်တာလေ တော့မချောတော့မြေပြန်မချောတော့အဲ့လိုဖြစ်တဲ့အခါမောဒရာပညာရှိလေးကသူ့တငယ်ချင်းကိုသူကြည့်ပြီးတော့သူ့တငယ်ချင်းလူပါကူညီရမှာတော့အဲ့လိုတွေးတယ်သူ့တငယ်ချင်းအယောက်969လဲလိုက်ထားလိုက်လဲလဲထားလိုက်ဒါမှမဟုတ်အဲ့ဒီကစားကွင်းကိုပြင်ဖို့တော့ဘယ်သူမှ သတိမရအောင်မောဒရာပညာရှိလေးရတော့သူစဉ်းစားရတယ်။ဘာဖြစ်လို့မြေပြင်ကဒီလိုဖြစ်တာတော့ဆိုတော့မိုးရွာလို့ဒါဖြင့်မိုးရွာတဲ့အခါလဲသူတို့ကစားခွင်မဆိုးအောင်နေပူတဲ့အခါလဲပဲသူတို့နေမှုပူအောင်ဘယ်လိုလုပ်မှာတော့ဆိုအောက်စားခွင်အကြီးလောက်အောင်မိုးလုံးလေလုံးလောက်အောင် ခုနှစ်နှစ်သားပဲရှိသေးတယ်။ဘာဖြစ်လို့အဲ့လိုအကြံကောင်းညံကောင်းဖြစ်လာတာတုံးဆိုသူ့တငယ်ချင်းကိုသူချစ်လို့သူ့တငယ်ချင်းအေးမချော်လဲပြီးတော့သွေးထွက်တာတွေပါတယ်။သူအဲ့ဒါကြည့်ပြီးတော့စိတ်မကောင်းဘူး။အဲ့တော့သူတွေးတာအဖြေလေးလိုက်တွေးတာပေါ့။အဲ့ဒါနဲ့မိုးလုံးလေးလို့အာသာခွင့်တိဆောက်မယ်တဲ့။ဒါလို့မြည်လို့ အာဇာခွင့်ရောက်ဘူးလားတချို့အာဇာခွင့်ဒီမိုးလုံးလေလုံးမဟုတ်ဘူးအမိုးမရှိဘူးမိုးရွာလည်းပဲမိုးဆိုတယ်နေပူနေပဲနေအိမ်ပူတယ်အာဇာခွင့်เนี่ยတော့မိုးလုံးလေလုံးတိုင်းမဲ့လူတထောင်ကစားနိုင်လောက်အောင်တာဝတ်သမီးတို့တွေ့ဘူးလားဖုံးလို့ကပန်းပေါ်မှာမတွေ့ဘူးသေးဘူးအဲ့ဒါနဲ့ ါမျိုးတိဆောက်ပေးပါဆိုပြီးတော့သူလက်သမားတွေကိုတောင်းဆိုထဲတဲ့လက်သမားတွေကိုလည်းပဲပိုက်ဆံဒါဖြင့်လက်သမားတွေကိုပိုက်ဆံပေးရမယ်ပိုက်ဆံဘယ်လိုလုပ်ပြီးတော့ပေးရမှာတော့ဘယ်နေရှာမှာသူစဉ်းစားကြည့်ရခင်ကျတော့မိဘတွေကိုသွားပြီးတော့တောင်းမယ်ဆိုရင်ဘယ်မိဘမှတထောင်လုံးမပေးနိုင်ဘူးလေအဲဒီတော့တထောင်ဆိုရင်အခုအာ ိန်ပေါင်းများစွာတက်မှာပေါ့ဘယ်သူမှမပေးနိုင်အဲ့ဒါနဲ့မောဒရာခုနှစ်တမောဒရာပညာရှိလေးရဒါဖြင့်တို့တငယ်ချင်းတွေတိန်ကိုတကြက်ထဲရအောင်တိန်ကိုတကြက်ဆိုရင်တော့အခုချိန်နေနဲ့ဆိုရင်တော့ဘလောက်ဖြစ်မှမထင်ဘူးမသိဘူးအဲ့ဒါမသိဘူးဘလောက်တမ်းမယ်ဆိုတော့မသိဘူးနှစ်ကကြာလာပြီဆိုတော့လေဒါမဲ့ပဲဆန်တထောင်ဆိုအဲ့ခင်တော့ အများကြီးပေါ့အကြီးဆောက်လို့ရတယ်အဲ့ဒါနဲ့ပိုက်ဆံတစ်ထောင်ဖေးပြီးတော့ဆောက်ခိုင်းတယ်ဒီပုံစံဒီပုံစံဆောက်ဖေးပါဆိုသူလိုချင်တဲ့ပုံစံသူတောင်းဆိုတယ်လက်သမားတွေအင်ဂျင်နီယာတွေကမလွတ်တတ်ဘူးတယ်မလွတ်တတ်တဲ့ခါကျတော့ဘယ်လိုလုပ်အောင်မလုပ်ဆိုတော့သူပြန်ပြီးတော့မေးတယ်အဲ့ဒါနဲ့သူကပုံတွေဆွဲပေးတယ်ပုံဆွဲပေးတယ်ဒီလိုလုပ်အောင် ဒီလိုလုပ်ရမယ်ဆိုပြီးတော့ပုံနဲ့ဆွဲပေးတယ်မဟုတ်တာအမှတ်လေးရလေခုနှစ်နဲ့သားပဲရှိသေးတယ်အဲသူတို့ကစားဖို့အတွက်အားစားခွင့်ကြီးမိုးလုံးတွေလုံးအဲ့ဒါလည်းဆောက်တယ်ဆောက်နေမခဘူးတခြားလူတွေတက်ပါသူကထပ်ထပ်ပြီးတော့တွေ့တာမောဒရာအမှတ်လေးအပညာရှိလေးကမောဒရာပညာရှိလေးက သူတငယ်ချင်းတွေအတွက်မကတော့အခုကြတော့ခီးသွားတဲ့လူတွေအတွက်ပါတွေး။ဒါပြင်ခီးသွားတဲ့လူတွေတဲလို့ရအောင်ဆိုရင်အခန်းတွေပါလှုပ်ပေးမယ်ဆိုတော့အဲ့ဒါဟော့တယ်ပေါ့။နော်အဲ့ဒီအာကစားယုံထဲမှာဟော့တယ်ပါပါတယ်။အဲ့ဒါပဲလားဆိုတော့မဟုတ်ဘူး။လူတွေခီးသွားတာသူသွားတဲ့လူတွေထဲမှာသူဗမာရုံဆိုတော့တချို့ making long day making long ဆိုတာကမီးဖွားခံပြီး making ကိုပြောတာတကယ်လို့အဲ့မှာမီးဖွားမယ်ဆိုရင်မီးဖွားလို့ရအောင်ဆိုပြီးတော့မီးဖွားတဲ့ဆေးုံလေးလဲအဲ့ထဲမှာထည့်ပေးတယ်ထည့်ပေးတယ်အဲ့ဒါဘယ်လားဆိုမဟုတ်ဘူးခီးသွားတဲ့လူတွေထဲမှာတကယ်လို့ကလေးငယ်လေးတွေပါဆိုရင်ကလေးငယ်လေးတွေနဲ့ making နဲ့မိဘတွေအတူတူတခန်းနဲ့အဲ့ရအောင်ဆိုပြီးတော့အဲ့လိုအခန်းတွေလဲလုပ်ပေးတယ် အထက်နဲ့လုံလုံနဲ့သူများတွေအတွက်တွေးရင်တွေးရင်အကြံကောင်းညံကောင်းတွေအများကြီးတစ်ခုပြီးတစ်ခုပေါ်လာတယ်။ဟာသူတို့ဒီမှာလာပြီးတော့တဲတယ်ဆိုရင်ရေကန်နဲ့လှူတယ်ရေချိုးပဲရေချိုးဖို့လည်းလွယ်ဆိုတော့ရေကန်လှက်လှက်ပေါ်ပါလေကြာကန်ကြာဖန်အပြစ်နဲ့လှက်လှက်ပေါ်ပါရေကန်လည်းတူးပေးတယ်တဲ့ရေကန်အကြီးပေါ့ရေဆင်းကူးလို့လည်းရအဲ့မှာဒါတဲတဲ့လူတွေစားလို့ရအောင်ဆိုပြီးတော့ အပင်တွေလည်းပဲအသီးတွေလည်းအများကြီးစိုက်ထားတယ်ပန်းတွေလည်းအများကြီးစိုက်ထားတယ်ခါနဲ့ဘုံဘုံပြောချင်တာဘာပြောချင်တာတုံးဆိုသားတို့သမီးတို့အဒူကစားရခံမှာတယောက်အတွက်တယောက်တွေးပေးဖို့ငါရဲ့တငယ်ချင်းကဘာတွေလို့ထုံးနော်တယောက်ကချော်လဲတယ်ဆိုရင်ငါပါကူညီရမှာထုံးသူများအတွက်တွေးပေးဖို့အဲ့ဒီလိုတွေးတယ်ဆိုရင်သားတို့ဤလို့ တူတူကစားတဲ့ခါမှာရွံ့ရံပြောစရာကောင်းမယ်ပြီးတော့အာတယောက်ကိုတယောက်တငယ်ချင်းတွေအခုလည်းပဲအရန်ကိုချစ်ချစ်ခင်ခင်ရှိကြမယ်တသက်လုံးလည်းပဲအချင်းချင်းချစ်ချစ်ခင်ခင်ရှိပြီးတော့ကူညီကြမယ်အဲ့ဒါလည်းမကားဘူးသူများအတွက်တွေးတယ်လို့ကညံကောင်းတယ်လေအုံနောက်ကောင်းတယ် မောဒရာပညာရှိကသူ့ရဲ့တငယ်ချင်းတွေထဲသူပါဖြစ်လို့အုံနောက်ကောင်းလို့ဆိုတော့သူ့အသူ့တငယ်ချင်းတွေအတွက်တွေးပြီးလို့သူများအတွက်တွေးလို့သူများအတွက်မတွေးဘဲနဲ့ကိုယ့်အတွက်ပဲတွေးတယ်လို့ငါဆောရင်ပြီးရောပဲကစားစားရှိရင်ပုံပြင်အတူတူဖတ်တယ်ပုံပြင်စာအုပ်တော့ပဲရှိတယ်ဆိုငါပဲဖတ်မယ်အဲ့လိုဆိုပြီးတော့သူများနဲ့မမျှချင်ဘူးဆိုရင်သူများအတွက်မတွေးတာလေ ဟိုအယောင်ချဲတဲ့ခါမှာအယောင်ကိုလည်းပဲညသုံးအောင်မှာသူလည်းသုံးကိုလည်းသုံးအဲ့ဒီလိုသုံးအောင်မှာအဲ့ဒီလိုလုပ်တယ်ဆိုရင်တော့မဟုတ်တာပညာရှိအမှတ်လေလို့ပုံနောက်တယ်အများကြီးခောက်မယ်လူတွေချစ်ခင်မယ်အလိုလိုနေနဲ့အဲ့ဒီမဟုတ်တာပညာရှိခုနှစ်နှစ်သားလေးကလူတထောင်ရဲ့ခေါင်းဆောင်ဖြစ်သွားတယ်မိသားစုတထောင်ရဲ့ခေါင်းဆောင် ြစ်သွားတယ်ခုနှစ်နှစ်သားလေးပဲရှိသေးတယ်ထားကြောင့်ထားလို့သမီးတို့လည်းပဲအတူတူကစားတဲ့အခါမှာအများအတွက်တွေးပြီးပါလို့ဘုံဘုံကဒါလေးမှားခြင်း